နိုင်ငံတော်စီမံဥချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှုကြီးမေအောင်လိုင်နှင့်ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံသမ္မတဗလာဒီမာပူတင်တို့သည်ယနေ့မတ်လ၄ရက်နေ့တွင်တွေ့ဆုံမှာဖြစ်ပြီးယင်းတွေ့ဆုံမှုတွင်နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးကိစ္စများကိုဆွေးနွေးမှာဖြစ်ကာသဘောတူညီချက်များလက်မှတ်ရေးထိုးရန်ရှိကြောင်းရုရှားနိုင်ငံသမ္မတရုံးကသတင်းထုတ်ပြန်ထားပါသည်ထို့သို့တွေ့ဆုံရာတွင်နှစ်ဖက်အကျိုးရှိသောရုရှားမြန်မာပူးပေါင်းဆောင်ရွက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများအပြင်နိုင်ငံတကာဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမှာဖြစ်ပြီးဆွေးနွေးပွဲအပြီးတွင် ဥရဲကြင်ညာချက်တရက်ထုတ်ပြန်ကအစိုးရအချင်းချင်းသက်ဆိုင်ရာဌာနအလိုက်သဘောတူညီချက်များကိုလက်မှတ်ရေးထိုးရန်စီစဉ်ထားကြောင်းရုရှားသမ္မတရုံးကထုတ်ပြန်ထားပါတယ်။နာဆာကဥက္ကဋ္ဌနှင့်ရုရှားနိုင်ငံသမ္မတတို့သည်ယနေ့မတ်လ၄ရက်ရုရှားဒေသဆန်တော်ချိန်မွန်းလွဲ၃နာရီခန့်မြန်မာဆန်တော်ချိန်ည9နာရီခန့်တွင်တွေ့ဆုံမှာဖြစ်ပါတယ်။ထို့အတူနာဆာကဥက္ကဋ္ဌနှင့်ယနေ့မတ်လ၄ရက်တွင်ရုရှားလုံခြုံရေးကောင်စီအတွင်းရေးမှူးနှင့်တွေ့ဆုံခြင်းမော်စကိုမြို့ရှိအညာတရစစ်တီကူဘိမှန်တွင်ပန်းခွေချအလေးပြုခြင်းတို့ကိုလည်းဆောင်ရွက်ခဲ့ကြပါတယ်။ နာဆာကဥရဥဆောင်တဲ့မြန်မာအစိုးရကိုယ်စားလှယ်အဖွဲ့သည်မလ3ရက်တွင်ဒေသဆန်တော်ချိန်ညနေပိုင်းတွင်ရုရှားနိုင်ငံသို့ရောက်ရှိသွားခြင်းဖြစ်ပါသည်ရုရှားနိုင်ငံသို့ရောက်ရှိချိန်တွင်နာဆာကဥက္ကဋ္ဌအာမော်စကိုမြို့ရှိဘနုကာဘာပြည်ပဆိုင်ရာလေဆိပ်တွင်ရုရှားစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝင်ကြီးရုရှားနိုင်ငံသားဝင်ကြီးဌာနဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများကနိုင်ငံတော်ဂုဏ်ပြုတက်ဖွဲ့ဖြင့်ကြိုဆိုခဲ့ကြပါသည်